ောက်ပွားတဲ့အရင်ချင်းနေတဲ့မြမကွန်ဆောင်ပေါ် Miss Cosmo မြမဖြစ်လာတဲ့မြင့်မြတ်ပေါ်မြမနိုင်ငံရဲ့တော်စုံ National Director ဖြစ်တဲ့သက်မှတ်ခံထားတဲ့ကိုထွန်းလင်ကနောက်ဝက်နဲ့လမ်းခွဲပြီးတော့မထင်မှတ်ထားတဲ့အရာတွေပေါ်ထွက်လာခဲ့ပါတယ်။ဘရောမမအောင်မြင်နိုင်တော့ဘူးလို့အထင်သေးခံခဲ့ကြပါပဲ။တကယ်ပွဲကြီးတွေကို license ယူပြီးတော့တောက်ပါနေပါပြီ။ထွန်းလင်ကမကြခင်မှာကျင်းပမယ် Miss Cosmo 2025ရဲ့ license ကိုယူလိုက်ပြီးစေလို့မဲ့အလှမဲ့ကိုပရိသတ်တွေစိတ်ဝင်စားအောင်ခံမှန်းခိုင်းခဲ့ပါတယ်။ မစ်ကော့စမိုမြန်မာအတွက်အလှမယ်ကိုပွဲလုပ်ပြီးတော့ရွေးချယ်တာမျိုးမဟုတ်ဘဲပြိုင်ခဲ့ဖို့တဲ့သူတစ်ပည့်တွေကတော့ရွေးချယ်ခဲ့တာပါရှင်ပြိုင်မဲ့အလှမယ်နောက်ကျောပုံတွေကပြကခံမှန်းခိုင်းနေတာဖြစ်လို့အလှမယ်ပခုံးနေတဲ့ခန္ဓာကိုယ်ချိုးစားတွေကိုကြည့်ပြီးတော့တဲဆွငိမ့်ဖြစ်နေမလားမြင့်မြတ်မောဖြစ်နေမလား surprise လုပ်ပြီးတော့နီနီမဲရင်မဖြစ်နေမလားဆိုပြီးတော့ခံမှန်းကြပါတယ်အလုံးထင်ထားတဲ့အတိုင်း Miss Cosmo 2025အလှမယ်ကတော့မြင့်မြတ်မောပဲဖြစ်ပါတယ် ။မို့တော်သူလေးမြင့်မြတ်မို့က Miss Grand မြန်မာမှာခနေကနာမည်ကြီးခဲ့သူဖြစ်ပေမဲ့ဝင်းနာမရခဲ့ပါဘူး။အခုတော့ဆရာထုကသူ့ရဲ့တပည့်ကို Miss Cosmo မြန်မာမှာပွဲထုတ်လိုက်ပြီးဖြစ်တာကြောင့်တဲဆုငင်းရဲ့ပရိသတ်တွေကတော့သဘောမချကြပါဘူး။တဲဆုငင်းကလည်းနာမည်ကြီးအလှမယ်ဖြစ်ပြီးအရေးချင်းတွေပြည့်စုံနေတာကြောင့်ဒီလိုပွဲမျိုးကိုသွားပြန်စီစဉ်တာပါ။တဲဆုငင်းကိုအားပေးတဲ့သူတွေလည်းရှိနေပြီးသားဖြစ်တာကြောင့် Miss Cosmo 2025မှာသွားပြိုင်ဖို့နာဝတ်ကိုအံ့ဩသွားအောင်လုပ်စီခြင်းကြတာပါ။ဒါပေမဲ့နိုင်ငံတကာမှာတော့ တဲစုငင်းရဲ့ပြုမှုတွေကိုတတိထားမိသားဖြစ်လို့မြင့်မြတ်မှုကိုပဲရွေးချယ်ပြီးတော့ဆစ်လွတ်တော်မှာပဲဖြစ်ပါတယ်။ဆရာထူးနဲ့တဲစုငင်းကပို့ပြီးတော့ယင်းဒီပဲလဲမြင့်မြတ်မှုကိုပဲရွေးချယ်ထားတာကလည်းစဉ်းစားစရာဖြစ်လာပါတယ်။မြင့်မြတ်မှုကတဲစုငင်းထက်တောင်ပို့ပြီးတော့တော်ရင်လို့တော့တချို့ပရိသတ်တွေကမှတ်ချက်ပေးနေကြပါတယ်။ဖြောင်းစင်းတဲ့ခြေနဲ့မြင့်မားတဲ့အယံမောင်းနဲ့ထမ်းလဲရာလည်းအယံဟုန်လှတာကြောင့်နိုင်ငံကမှစလေးတော့မယ်မြင့်မြတ်မှုဖြစ်လာတော့မှာပါ။တဲစုငင်းထက်ပို့ပြီးတော့လည်းရင့်ကျက်တယ်လို့ စိတ်ထားကလည်းကောင်းမှုတွေဖြစ်တာကြောင့်မြင့်မြတ်မှုကိုပဲရွေးချယ်လိုက်တာဖြစ်တယ်လို့ခံမှန်းကြပါတယ်။မြင့်မြတ်မှုကအလမယ်တရားရဲ့စံနှုန်းငယ်နဲ့ပြည့်စုံတယ်လို့အလမယ်ဖြစ်ဖို့မွေးဖွားလာသလားလို့ထင်မှန်းရတော့ boring beauty brain တွေကလည်းပြည့်စုံနေပါတယ်။ပြီးခဲ့တဲ့ Miss Grand မြန်မာပြိုင်ပွဲမှာဆိုရင်မြင့်မြတ်မောဟာတဲဆုရင်းထက်ပို့ပြီးတော့အရေးချင်းရှိပေမဲ့နောက်ဝဲမကြိုက်လို့သာနောက်ကျကြံခဲ့ရလို့ပြောလို့ရပါတယ်။အလှမယ်ပြိုင်ပွဲတွေကိုထပ်မပြိုင်တော့ပေမဲ့လည်းအရေးချင်းရှိသူဖြစ်တာကြောင့်နိုင်ငံကောင်မအရေးချင်းတွေကိုပြသတော့မယ်အလှမယ်ဖြစ်လာတော့မှာပါ။ မြင်မြတ်မှုကိုအားပေးသူတွေကလည်းမနှဲထားကြအောင်ဆွရအောင်ရှင်မြတ်ဖို့အတွက်ပြည်သူတွေကအားပေးသွားကြမှာပါဒေသရှင်ကတော့ရုပ်ရှင်တွေရိုက်နေရလို့အလှမဲ့ပြန်ပွဲတွေကိုဝမ်းမပြိုင်ဖြစ်တော့လို့ဟန်မပြတ်ပြောနေပေမယ့်အခုတော့ဒေသရှင်ထက်ပိုတော်တဲ့အလှမဲ့တွေပေါ်ထွက်လာနေပါပြီဒေသရှင်ကတော့အတိုင်းမှာပြန်ပြီးခဲ့တာနောက်ထပ်အလှမဲ့ပြန်ပွဲတွေကိုဝမ်းမပြိုင်ဖြစ်တော့ပဲရုပ်ရှင်တွေပဲရိုက်ကူးနေပါတယ် Miss World မြန်မာမှာလည်းဝမ်းမပြိုင်ခဲ့တယ်လို့ဆီယာထူးစီလွတ်တဲ့ Miss Cosmo မြန်မာမှာလည်းပါဝင်ခွင့်မရခဲ့ပါဘူးပြည်သူကြီးတို့ရော တဲဆူကြီးကိုပို့ပြီးတော့သဘောကျသလားမြင့်မြတ်မိုးကိုပို့ပြီးတော့သဘောကျလား Miss Cosmo မြန်မာကိုစားပြုဖြစ်တဲ့တွားရောက်ရှင်ပြိုင်တော့မြင့်မြတ်မိုးကိုအားပေးပါလားဆိုတာ comment မှာပြောပြခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုစောင်းအောင်ကြည့်ရှုအားပေးခဲ့ကြရင်ပရိသတ်တဦးတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်